ဒီယုတ်ကြီးတွေကဘာယုတ်ကြီးတွေဆိုတော့ကျွန်တော်ဒီတလောက်ကိုပြောပြပါမယ်ဒီယုတ်ကြီးတွေကိုမြင်လိုက်တာနဲ့ကိုပဲရှားကြီးတွေကတန်လန်းတန်လန်းနဲ့တော်တော်လေးကိုမှကြက်သိမ်းထားဖို့ကောင်းပါတယ်ကျွန်တော်လူတော်များများသိကြတာကတော့ဒီအကောင်ကြီးတွေကဒီလောကမှာရှိတဲ့ဒီမကောင်းဆိုးဝါးတွေကိုတုံ့တင်ဖို့ရောက်လာတာဒါမှမဟုတ်ပင့်လာတာလို့ထင်ကြပါ အဲ့ဒါလိုမျိုးမဟုတ်ပါဘူးဒီယုတ်ကြီးတွေကတကယ်တမ်းတော့ဒီဒန်နာကြီးလာအောင်မကောင်းဆိုးဝါးတွေရဲ့ပုံတွေပါသူတို့ရဲ့ပုံတွေကိုလူတွေကဒီစိတ်ကူးရင်ဆန်ဆန်စိတ်ကူးပုံဖော်ပြီးတော့မှဖန်တီးထားတဲ့အယုတ်တွေဒီယုတ်တွေကိုတော့ ogosh ogosh လို့ခေါ်ပါတယ်ဒါပေမဲ့လည်းဒီစကလုံးကလည်း1990ခုနှစ်နောက်ပိုင်းမှသာဖြစ်လာတာ သူ့ရဲ့မူလအစကား Ogosh Ogosh မဟုတ်ပါဘူး Ogash Ogash ပါ Ogash ဆိုတာကတော့လှုပ်ခတ်ခြင်းဒါမှမဟုတ်အစမပြတ်လှုပ်ခတ်ခြင်းလို့သတ်မှတ်ကြပါဒါကြောင့်မလို့လေသူတို့ကဒီယုံကြည်ကိုတဲလာတဲ့အခါကျရင်သူ့ကိုဝိုင်းပြီးတော့မှကစားကြပါပြီးရင်တော့သူ့ကိုမီးရှို့ရပါမီးရှို့တဲ့နေရာကတော့ရွာရဲ့တင်ချိုင်းမှာမီးရှို့ရပါအဲဒီလိုမျိုးလှုပ်ခြင်းအပြင်လေကိုယ့်ရဲ့ပံ့ဝန်းကျင်မှာရှိတဲ့အန်ဒီယေတွေကိုလုံးဝတုံ့ပြန်ပြီးသားဖြစ်တယ်လို့လူလောကထဲမှာရှိနေတဲ့ဒီမကောင်းတဲ့အရာမှန်သမျှပေါ့အောက်လောကသားတွေနောက်ဒီပရာလောကသားတွေကိုထိန်းချုပ်ပြီးသားဖြစ်စေတယ်လို့လေယုံကြည်ကြပါထင်းချက်တစ်ခုအနေနဲ့ တို့ရဲ့ယုံကြည်မှုကဘလောက်ထိကိုမှပြင်းထန်လဲဆိုရင်ရှင်းမှာဒီဘာလီလူမျိုးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ခဲ့မှုပါဒီအလောင်းတွေကိုမြှုပ်ဖို့နေရာက7နေရာပဲရှိပါတယ်ဆိုတော့နောက်ထပ်လူသေးအလောင်းတွေထပ်ပြီးရောက်လာတဲ့အရာရင်နောက်ထပ်နေရာတစ်ခုထပ်ပြီးလှုပ်ထားမျိုးမဟုတ်ဘဲနဲ့တည်းကလူသေးကောင်းအလောင်းတွေကိုအပြင်ကိုထုတ်နောက်ထပ်လူသေးကောင်းအလောင်းတွေကိုအခုဒီထဲတဲ့ကိုထပ်ပြီးတော့ထည့်ပြီးမြှုပ်တာပါအဲ့တော့7လောင်းပဲရှိပါတယ်ဒီနေရာမှာ7နေရာပဲရှိပါတယ် ဲဒီမှာဆိုရင်လည်းတင်းချိုင်းမှာကအလောင်းက17လောင်းပဲမြှုပ်လို့ရပါနောက်ထပ်သေးတဲ့လူလာရင်ပထမအလောင်းကိုဖယ်ပြီးတော့နောက်အလောင်းကိုအဲဒီနေရာမှာပဲအစားထိုးပြီးတော့ထည့်လိုက်ထည့်လိုက်တဲ့အခါကျတော့လည်းဘာစို့ဘာမှကိုမှမပါပါဘူးအခုမြင်ရတဲ့အတိုင်းကိုမှထည့်လိုက်တာပါအဲ့တော့အဲဒီကနေအနံ့တွေမနံဘူးလားဆိုတော့အဲဒီဘီးနားမှာရှိနေတဲ့တစ်ပင်ကြီးကနေအဲဒီအနံ့တွေကိုစုပ်ယူပြီးတော့အဲဒီတစ်ပင်ကြီးကနေပဲမွေးတဲ့အနံ့တွေကိုပြန်ထုတ်ပြီးတဲ့ဆိုပြီးတော့ယုံကြည်ကြတာပါအဲဒီလောက်ထိပုံမှာသူတို့ကယုံကြည်မှုတွေကပြင်းထန်နေတာပါ အဲ့တော့ဒီယောဂကဘယ်ကနေစဉ်သက်လာတာလဲဆိုရင်ဒီတဝူးကိစ္စနာလို့ခေါ်တဲ့ဒီဟိန္ဒူဘာသာကိုကိုးကွယ်ကြတဲ့ပါဠိလူမျိုးတွေကနေစခဲ့တာ အင်ဒိုနီးရှားနိုင်ငံရဲ့80%လောက်ကဒီမွတ်စလင်ဘာသာပြီးတော့ကျန်တာတွေကတော့ဟိန္ဒူဘာသာဝင်တွေများပါတယ်။ဒါပေမဲ့အင်ဒိုနီးရှားနိုင်ငံတည်းမှာပဲဒီဘာလီကျွန်းလို့ခေါ်တဲ့ကျွန်းလေးတစ်ကျွန်းရှိပါတယ်။ဒီဘာလီကျွန်းလေးထဲမှာရှိနေတဲ့80%လောက်သောဘာလီလူမျိုးတွေကဒီဘာလီဟိန္ဒူဘာသာကိုကိုးကွယ်ကြပါတယ်။အဲ့တော့ဟိန္ဒူဘာသာကိုးကွယ်မှုတွေကလည်းကျွန်တော်တို့ဒီဘက်ကဟိန္ဒူဘာသာကိုးကွယ်မှုတွေနဲ့လုံးဝမတူပါဘူး။သူတို့ရဲ့ကိုးကွယ်မှုတွေကဘယ်လိုမျိုးတွေလဲဆိုရင်ဒီဒေတာခံဝိညာဉ်ရေးရာယုံကြည်မှုတွေနောက်ဒီမျိုးရိုးစင်ဆက်လိုက်စဉ်သက်လာတဲ့ဘိုးဘွားတွေရဲ့ယုံကြည်မှုတွေနောက်ပြီးတော့ဗုဒ္ဓဘာသာကိုလည်းယုံကြည်ကြ ြပါဒါပေမဲ့ဗုဒ္ဓဘာသာကိုယုံကြည်တယ်ဆိုပေမဲ့ထေရဝါဒဘက်ကတော့ယုံကြည်တာမျိုးတော့မဟုတ်ပါဘူးမဟာယာနဘက်ကိုယုံကြည်ကြတာဒီပါဠိလူမျိုးစုတွေရဲ့ကိုးကွယ်မှုတွေကို1952ခုနှစ်လောက်ကတည်းကသူတို့အင်ဒိုနီးရှားနိုင်ငံရဲ့အစိုးရကနေလုံးဝကိုမှတရားဝင်သတ်မှတ်ပေးခဲ့တာပါဒါကြောင့်မလို့လဲအင်ဒိုနီးရှားနိုင်ငံရဲ့ရိုးရာလို့ပြောရင်100%မှတ်မှတ်ပါဘူးအင်ဒိုနီးရှားနိုင်ငံဘာလီလူမျိုးတွေရဲ့ဒလီရိုးရာလို့ပြောမှဒါ100%မှတ်မှာပါဒီပါဠိလူမျိုးတွေရဲ့ကြားထဲမှာနာယပီလို့ခေါ်တဲ့သာကာနှစ်တက်ကူပွဲတော်ဆိုတာရှိပါတယ်ဒီပွဲတော်ကိုလည်းနှစ်ဆင့်နှစ်တိုင်းရဲ့မတ်လထဲမှာကျင်းပလိမ့်ရှိပါ ပါရက်ကတော့ပုံမှန်မရှိပါဘူးအခု2025မှာဆိုရင်တော့မလလ29ရက်နေ့ကကျင်းပခဲ့ပြီးတော့2024တုန်းကဆိုရင်တော့မလ17ရက်နေ့မှာကျင်းပခဲ့ကြပါကျင်းပမဲ့ရက်မတိုင်ခင်4-5ရက်လောက်အလိုမာတွေကအခုလိုမျိုးတွေကျင်းပကြပါအရင်တုန်းကဆိုရင်တော့ဒီရက်ွက်တွေရွာတွေမှာပဲကျင်းပကြတာအခုခေတ်ဒီဘက်နောက်ပိုင်းကိုရောက်တော့မှသာတိုးတက်လာတာနဲ့အမျှမျိုးရွာတွေပါမကြမ်းကျင်းပကြတာမျိုးပါအခုလိုမျိုးကျင်းပမှုကိုလည်းဗန်ဂျာလို့လည်းခေါ်ပါသေးတယ်အရင်တုန်းကဆိုရင်တော့လေတဲတွေမှာလေတွေမပြည့်စည်အောင်ဒါမှမဟုတ်လေတွေကိုဖြည့်စည်မဲ့ရန်သူကိုတားနိုင်တဲ့ဆိုတဲ့ယုံကြည်မှုမျိုးတွေနဲ့လည်းအခုလိုမျိုး အယုတ်တွေကိုထားတာမျိုးတွေလည်းရှိပါတယ်အခုလိုမျိုးအယုတ်တွေကိုဖန်တီးဖို့ဆိုရင်တော့အရင်တုန်းကဆိုရင်တော့ဝါးရီစက်ကူတွေကိုပဲသုံးခဲ့ကြတာဒီဘက်ခက်ကိုရောက်လာတဲ့အခါမှာတော့ဖန်တီးမှုတွေကတော်တော်ကြီးပုံမှာလက်ရမြောက်ပြီးတော့တော်တော်လေးကြောက်ဖို့ကောင်းလာခဲ့တာ သူတို့ရဲ့ဖန်တီးမှုတွေကဖန်တီးနိုင်ရင်ဖန်တီးနိုင်တယ်လို့ထောက်ပါဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ကိုးကွယ်မှုကိုကလေးကဒေတာကန်ယုံကြည်ကိုးကွယ်မှုတွေရဲ့နောက်ဒီဘိုးဘွားစင်ဆက်ယုံကြည်ကိုးကွယ်မှုတွေရဲ့ကိုအခြေခံထားတဲ့အခါမှာတော့ဒီပုံမြင်တွေဒဏ်နာရီတွေဒါတွေအကုန်လုံးကိုလိုရင်းလိုတယ်လို့ပုံပေါ်ပြီးတော့မှဖန်တီးလို့ရဘူးဒါကြောင့်မလို့ရခုလိုမျိုးကြောက်စရာကောင်းတဲ့အယုတ်တွေကအများကြီးမှအများကြီးပဲရှိနေခဲ့တာအခုလိုမျိုးဖန်တီးမှုတွေကလည်းအ ਨੇ ဆုံးတစ်ပတ်လောက်ကနေစပြီးတော့တစ်လားလောက်ထိကြာတာမျိုးတွေလည်းရှိပါပြင်ပန်းအဖြစ်ကြည့်မှဆိုရင်တော့တော်တော်လေးလက်ရမြောက်တယ်လို့တော်တော်လေးလေးမဲ့ပုံပါဒါပေမဲ့လည်းမလေးပါဘူးပေါ့ပေါ်လေးပါ အခုလိုမျိုးကျင်းပနေရင်းထဲမှာပြုတ်ကြလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျိုးသွားတာပဲဖြစ်ဖြစ်တခုခုဖြစ်သွားမှဆိုရင်လည်းဘာမှဆိုရင်စရာမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကကိုးကွယ်တာမျိုးမဟုတ်ဘဲနဲ့ပြီးရင်တော့ဒီမကောင်းဆိုးဝါးတွေကိုတင်းကြိုင်းမှာမီးရှို့ပြီးတော့မှသူတို့ရဲ့နှစ်တဲ့အတွက်တန့်စင်မှုကိုလောက်ရမှာမို့လို့ပါမီးရှို့ပြီးသွားတဲ့နောက်တစ်နေ့မှာဆိုရင်တော့နှစ်တဲ့ကိုစားပြီးတော့ရောက်ပါပြီ အဲ့ဒီနေ့ကိုတော့ဘာလီလူမျိုးတွေရဲ့စာကာနှစ်တစ်ခုနေဒါမှမဟုတ်ဆိုင်းလန်တီးလို့လည်းသတ်မှတ်ကြပါအဲ့ဒီနေ့ကိုရောက်တဲ့အခါကျရင်တော့ဘာလီကျွန်းတစ်ကျွန်းလုံးကလုံးဝကိုမှတိတ်ဆိတ်နေပြီးတော့သူတို့ရဲ့စိတ်ဝိညာဉ်တန့်စင်မှုတွေတရားထိုင်တာတွေကိုလည်းပြုလုပ်ကြလိမ့်ရှိပါတယ်အဲ့ဒီနေ့ကိုရောက်ပြီဆိုရင်တော့မီလည်းမထွန်းရဘူးအပြင်တွေလည်းရှောက်သွားလို့မရဘူးဒဏ်ရထားတွေအကုန်ပိတ်ထားတယ်အော်ဟစ်စုညံတာတွေနောက်တခြားပွဲတွေလည်းမလုပ်ရပဲနဲ့တိတ်တိတ်ဆိတ်ဆိတ်တရားကြီးညံပြီးတော့မှနေထိုင်ရပါအဲ့ဒီနေ့မှဆိုရင်လည်းအလုပ်လည်းမလုပ်ရဘူးတချို့တွေကျရင်တော့အစာမစားပဲနေကြတယ်လို့လည်းပြောကြပါဆိုတော့အားလုံးပဲတက်တာပါ